တင်မောရီအရှင်လက်လက်ဝါမျိုးခံရတဲ့တင်မင်းတမန်တကားဝအယိုးစုကန်းကြီးကဘာပေါ်မှာပန်းဖြေဖို့မဟုတ်ဘဲတေကျင်းတရားနဲ့အနီးဆုံးလို့ခေါ်ရမယ့်ကန်းကြီးတစ်ခုရှိပါသည်အဲ့ဒီကန်းကြီးရဲ့ဒဲတောင်မြေပေါ်မှာလှပတဲ့ကမာကွန်နေအစားတွေးရတာတွေကနှစ်ပေါင်းရာနဲ့ချီကြမြင့်နေပြီဖြစ်တဲ့ဒလိမ့်ဆန်အယိုးစုကြီးတွေနဲ့တန်ကြီးတဲ့ပြက်စီးနေတဲ့တင်မောပြက်ကြီးတွေပါပဲ ဒီနေ့ကျွန်တော်တို့သွားလေ့လာမယ့်နေရာကတော့အာဖရိကတိုက်တောင်ပိုင်းနမီးဘီးယားနိုင်ငံရဲ့ Skeleton Coast တောင်မှမဟုတ်အယူစုကန်ဂျီလို့ခေါ်တဲ့ကမ္ဘာအန္တရာယ်အကြီးမားဆုံးနေရာတစ်ခုအကြောင်းပဲဖြစ်ပါရည်။ဒီနာမည်ကဟိုးအရင်ဝီလာ၅ဖမ်းလုပ်ငန်းကကြံရိတ်ခဲ့တဲ့ဝီလာ၅နဲ့လေးမိုင်အယူစုတွေကနေစတင်ခေါ်ဝေါ်ခဲ့တာပါ။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှဒီနာမည်ကပိုပြီးကြောက်စရာကောင်းတဲ့အသေးပဲတစ်ခုအဖြစ်ပြောင်းလဲလာပါရည်။ အဲ့တော့ကတော့ဒီကန်းချေမှာပြက်စီးသွားတဲ့မရေမတွက်နိုင်တဲ့တင်မောတွေနဲ့ကန်းချေပေါ်မှာရင်အသက်ပြောက်သွားခဲ့ရတဲ့တင်မောသားတွေရဲ့အယိုးစုတွေကြောင့်ပါပဲ။ဘာကြောင့်ဒီကန်းချေကဒီလောက်တောင်အန္တရာယ်များရတာလဲ။အဓိကတရက်ခန်း၃ရောက်ရှိပါလိမ့်။ပထမဆုံးလူသက်သမောင်ကတော့မြူကိုပါ။ဒီနေရာမှာအက်ဒလန်ဒိသမုတ်တရာရဲ့အလွန်အေးဆက်တဲ့ရေစီးကြောင်းကြီးရှိပြီးနာမစ်ကန်နာယာရဲ့လေဘူးတွေကလာရောက်တွေ့ဆုံပါလိမ့်။အေးနဲ့အဘူတို့တွေ့ဆုံရပါနေဒီနေ့ပတ်လုံးဒီပါဘာမှမမြင်ရတော့အောင်ထူထပ်လုံးတဲ့မြူကိုတွေဖြစ်ပေါ်နေပါသေး ရှေးခေတ်တမောရီဟာဒီမြူကိုရီထဲမှာလမ်းပျောက်ပြီးဂန်းချေဘက်ကိုမျောပါလာလေးရှိပါသည်။မြူကိုရီထဲမှာလမ်းပျောက်ပြီးဂန်းချေနာကိုတင်မောရီရောက်လာပြီဆိုရင်ဒုတိယအနေကအစင်သင်းဆောင်နေပါသည်။အဲ့ဒါကတော့အလွန်ပြင်းထန်ပြီးဂျန်နန်နဲ့လိုင်းတဘိုးတွေပါ။ဒီလိုင်းလုံးကြီးတွေကတင်မောရီကိုအချိန်နဲ့ဆောင်ပြီးဂန်းချေဘက်ကိုဆွဲတင်သွားကဒေသောင်မြင်ထဲမှာနင်းမြုပ်စေပါသည်။ကံကောင်းထောက်မစွာနေပဲတင်မောပြက်ထေကနေအသက်ရှင်လျက်ဂန်းချီဘော်ကိုရောက်ခဲ့တဲ့ဆိုရင်တော့အစိုးရအဆုံးအန်ဒီရကသူတို့ကိုစောင့်ကြည့်နေပါလိမ့်။အဲ့ဒါကတော့နာမည်ကန္တရာကြီးပါပဲ။ တို့ရောက်သွားတဲ့ကမ်းခြေရဲ့နောက်ကျမှာတောက်သုံးရေတစားမှမရှိအရေးအာဝါသားမရှိကီလိုမီတာရာနဲ့ခြေကျဲဝင်တဲ့ဒဲကန်နေရာကြီးပဲရှိပါရီဒါဟာဒေမင်းစီကိုခြေရင်သွားတာနဲ့အတူတူပါပဲဒါကြောင့်မေရှေခီပေါ်တူဂီဒေမော့သားတွေကဒီကမ်းခြေကို Esportosto Inferno ဒါမှမဟုတ်ငရဲပြည်ရဲ့တကားဝတကေးစော်ဟဲလို့နာမည်ပေးခဲ့ကြတာပါဒီကမ်းခြေတစ်ချောင်းမိုင်ပေါင်း300ကျော်မှာဒေမော့အပြတ်ပေါင်း1000ကျော်ရှိနိုင်တယ်လို့ပညာရှင်တွေကခန့်မှန်းထားပါရီး အထင်ရှားဆုံးသင်္ဘောပြက်ကတော့1909ခုနှစ်မှာမြူကိုရီအကြောင်းတောင်းတင်ခဲ့တဲ့ဂျာမန်ကုန်တင်သင်္ဘောအက်ဒဝတ်ဘိုလန်မှာအန်အိုစီယာကောင်းတာကနှစ်တည်ကြာလာတာနဲ့အမျှဂန်နာရာကပင်လယ်တွေကိုတဖြည်းဖြည်းချင်းတိုးချဲ့လာတဲ့အတွက်အခုဆိုရင်သင်္ဘောပြက်ကြီးကပင်လယ်ကမ်းစက်နဲ့မီတာ400လောက်အထိဝေးကွာပြီးဒေသခံတွေကတောင်ပြင်ကြီးအလယ်မှာဂန်နာရာတွေကတစ်စီသင်္ဘောတစ်စီလို့ထူးထူးဆန်းဆန်းတည်ရှိနေပါပြီဒီလောက်ကြာဆရာကောင်းတဲ့တေမင်းတမန်နေမြေမှာတက်ရှိရရရှင်သန်နိုင်မှာမလားမယုံနိုင်ဆရာကောင်းတော်ကတော့ဟုတ်ကဲ့ရှင်သန်နိုင်ပါပြီ ။စကယ်လီတန်ခိုးစာကဘာကြီးဆုံး၄မိုင်အုပ်စုကြီးရဲ့နေထိုင်ချက်စားရနေရတခုပါ။ Cape Cross လို့ခေါ်တဲ့ဒီနေရာမှာဆိုရင်၄မိုင်အကောင်ရင်တိမ်းနဲ့ချီပြီးတော့တနေရာထဲမှာတွေ့ရှိနိုင်ပါရီ။ပို့ပြီးတော့အန်အိုဖို့ကောင်းတာကဒီ၄မိုင်လေးကိုအမဲလိုက်ဖို့ကန်နာရီတွေကနေကန်းချေထီလာရောက်ကြတဲ့ကန်နာရချင်းသေးတွေလည်းရှိနေတာပါပဲ။ဒီချင်းသေးတွေဟာရေလုံးဝမတောက်ပဲလပိုင်းရဲ့သွေးနဲ့ကိုရင်းအရေတွေကိုသာတောက်သုံးပြီးအသက်ရှင်ကြတာပါ။ ကန္နာယရဲ့အရှင်သခင်ချင်းသီးနဲ့ပင်လယ်ပြင်ရဲ့အရှင်သခင်လေးမိုင်တို့ရဲ့တိုက်ပွဲကိုဒီကမ်းခြေမှာမြင်တွေ့နိုင်ပါလိမ့်။စကယ်လီဒန်ခိုးဆိုတာသဘာဝတရားရဲ့ဉာဏ်နဲ့မှုနဲ့အလှတရားဒေခြင်းတရားနဲ့ရှင်သန်ခြင်းတရားဒီစမ်းခြင်းပန်းတစ်ခုကိုတဏှာရဲမှာမြင်တွေ့ရတဲ့ကမ္ဘာအဆုံးသတ်နေရလို့တစ်ခုပါပဲ။